အားလုံးပဲမင်္ဂလာပါရှင်။ကျမတို့သုတဆောင်ကျေပွင့်နေမြအဖွဲ့ကနေအမောင်ရသဆိုင်ရန်စကပြေကို revision video အဖြစ်တင်ဆက်ပေးတော့မှာဖြစ်ပါရှင်။အမောင်စကပြေမှာပါဝင်တဲ့စာဆိုမိတ်ဆက်စကပြေပုံရင် ခက်စစ်တို့အပြင်သုံးသက်ချက်ဒေးကျင်ရမင်းကုန်းတို့ကိုပါပြည့်စုံအောင်ထည့်သွင်းတင်ပြထားတာမလို့အဆုံးထိလိုက်ပါကြည့်ရှုဖို့တိုက်တွန်းလိုက်ပါရစီရှင်။အမောင်စကပြေဒီ ဆရာတိုင်ဆိုး၏ရတစာရန်တပုတ်ဖြစ်ပါသည်ဆရာတိုင်ဆိုးကိုအေယာဝတီတိုင်ဖျာပုံမြို့နယ်တမိထောကြီးရွာတွင်အဖဦးဖိုးဝအမိဒေါငွေနူးတို့က1920ပြည့်နှစ်စက်တင်ဘာလ20ရက်နေ့တွင်ဝေးဖွားခဲ့ပါသည်။အမိရင်းမှာဦးတန်းထွတ်ဖြစ်ပါသည်။အခြေခံပညာကိုတမိထောရွာမြမအလေတန်းကျောင်းဖျာပုံအစိုးရအထက်တန်းကျောင်းရန်ကုန်မြို့မြို့မအမျိုးသားကျောင်းတို့တွင်တင်ကြားခဲ့ပါသည်။ရန်ကုန်တက္ကသိုလ်မှဝိစာဘွဲ1946 ဥပဒေဝိစာပွဲ1956နဲ့အင်္ဂလန်နိုင်ငံ Leverer College စာကြည့်တိုက်တင်းနှံကျောင်းမှ ALA ပွဲ1951တို့ကိုရရှိခဲ့ပါသည်1946မှ82အထိရန်ကုန်တက္ကသိုလ်အင်္ဂလိပ်စာဌာနတွင်အချိန်ပိုင်းနီးပြအင်္ဂလိပ်စာဌာနဆိုင်ရာစာကြည့်တိုက်မှုရန်ကုန်တက္ကသိုလ်လက်ထောက်စာကြည့်တိုက်မှုအထူးအရာရှိရင်ကျေးမှုပိမှန်ညွှန်ကြားရေးမှု ညွှန်ကြားရေးမှူးချုပ်စသည့်တာဝန်များဖြင့်အင်္ဂလန်၊အမေရိကန်၊ဂျပန်၊ရုရှား၊ပြင်သစ်၊နော်ဝေး၊အိန္ဒိယ၊တရုတ်နိုင်ငံများသို့တွားရောက်ခဲ့ပါသည်။1938ခုနှစ်မြို့မှအကြောင်းထုတ်ဝင်းသားယူဝမဂ္ဂဇင်း၌တန်းထွတ်ဆက်တက်ဆင့်နာဂျီကလောင်အမည်ဖြင့်ချစ်မိတ်ဆွေများသို့ဆောင်ပါကိုစတင်ရေးသားခဲ့ပါသည်။1960ပြည့်နှစ်ဇူလိုင်လထုတ်ငွေတာရီမဂဇင်းမှစ၍တိုက်ဆိုကလောင်အမည်ဖြင့်ကိုစတင်အသုံးပြုခဲ့ပါသည်။ ဆရာမင်းဝင်နေတွဲဖက်၍မြမစာမိတ်ဖွဲ့စာဆိုနှင့်သူတေတီတို့ကိုရေးသားခဲ့ပါသည်။ဆရာရေးသားထုတ်ဝေခဲ့သောစာအုပ်များမှာမင်းနှင့်စာဆိုအမျိုးသားပညာဟူအဖို့ကြာမင်းတို့မင်းမော်ဘီဆရာသိစာကိုစကားကိုတိုက်ဆိုစာတူနဲ့နဲ့ဗုဒ္ဓဘာသာအမှုပညာဤတန်ဂျူပလီဟောမြင်တွင်အေယာဝရီရင်ကျိမှုအထိမ်အမှန်များမင်္ဂလာပါဆရာမဇေယရုဖြစ်ကြသည် မင်္ဂလာပါဆီယာမစာအုပ်ဖြင့်1966ခုနှစ်တွင်အမျိုးသားစာပေစုဘာသာပြန်ရတာဇေယစာအုပ်ဖြင့်2000ပြည့်နှစ်အမျိုးသားစာပေစုစာပဒေတာ1999ခုနှစ်တွင်ပခုတ်ကူဦးအောင်ဖေစာပေစုတသက်တာစာပေစု2003ခုနှစ်တွင်ဝိဇာပညာထူးထွန်းတစိမ့်ပထမအဆင့်2003ခုနှစ်တွင်မြန်မာနိုင်ငံစာပေနှင့် ်စာနယ်ဇင်းအဖွဲ့ဤဂုံပြုတစိ့တို့ကိုရရှိခဲ့ပါသည်၂003ခုနှစ်မေလ၄ရက်နေ့တွင်ကွယ်လွန်ခဲ့ပါသည်အမောင်ညတာစာရန်ကလေးဘွားကအမောင်ကိုကြောက်၍မတော်နိုင်မအိပ်နိုင်သည့်အချိန်တွင်အမောင်သည်ကလေးနှင့်ရံပတ်ဖြစ်၍အလင်းမာမှုမိဘနှင့်လူမှုအတိုင်းဝိုင်း၏ငုံကြုံမှုကိုရရှိနိုင်ပါသည်အမောင်နှင့်နေရတဲ့အခါစိတ်ထဲတွင် မိမိတကိုယ်လည်းပဲဟူ၍ဖြစ်ပေါ်လာသောစိုးရိမ်မှုနှင့်အစွန်းရောက်သောထင်မြင်ချက်တွေကိုတွေးမိပြီးအမောင်ထဲမှဘလူးဒေဝောများရှိနေမည်လားဟုညင်ဖို့တွေးတောမှုတွေတော်သည်ရွယ်ရောက်လူကြီးဖြစ်လာသောအခါလုပ်ငန်းစီးပွားနှင့်ပတ်သက်၍ဤသို့လှုပ်လို့ဒီကိုတယောက်သောသူကပယ်၍ဤသို့ဤပုံလုပ်ရန်အကြံပေးသည်မိမိလန့်စင်သာနီးလန့်ကြကြောင်းယုတ်တိယုတ်တာပြ၍ပြန်ချေတော်လဲတခြားတယောက်ကတဖန်လန့်စင်ပစ်ချပေးပြန်သည် ဤသို့ဖြင့်လေလိုင်းပြင်းထန်သည့်မြစ်ပြင်ကျဲကိုနှင်းငယ်ဖြင့်ကန့်လက်ဖြက်ကူးရသည့်ပမာကိုယီမှန်းရာသို့မရောက်ပဲပိုခွေတီရှောင်းဘယ်လူညာပြန်ဖြစ်ရလေသည်အတော်ကြီးလုံးလာထုံနိုင်ပါမှခိုင်းလုံးပါမှဤမှန်းရာသို့ပွန်း၍ပဲ့၍ရွဲ့၍ဆောင်း၍တောက်ရသည်ဟုဆရာတိုက်ဆိုးကပြောလိုသည့်အကြောင်းအရာမျက်စီထဲမြင်သာအောင်ပြီးသားဖော်ပြထားပါသည်ဆက်လက်၍နောက်တစ်မျိုးလောကဝတ္တရားနှင့်အညီ ရဟန်းခံရှင်ပြုသွားရတတ်သည်မသွားဘဲမနေတာစိတ်ထဲတွင်တော့မသွားခြင်းလူတွေကရေရုပ်တဲတဲဟိုနေရာဒီနေရာလူတွေကြီးပဲမှုအသက်ရှူရကြက်လှချေသည်ဘူကလည်းဘူးအတန်ကလည်းစုချွေးတွေဖြစ်နေမထိထိုင်မသာရှိလေသည်တခါတည်းလူတို့နှင့်နေရဒီမှာစိတ်ချင်းချင်း၍နေရခတ်ပုံကိုဆရာတိုက်ဆိုးကပေါ်ပြရေးသားထားသည် နောက်တစ်မျိုးမှာယနေ့ခေတ်တွင်အချိန်ကြီးအရေးကြီးလေသည်ဘယ်အလုံးမဆိုအချိန်ကြီးကြီးကြနှင့်လုပ်ရလေသည်ထို့ကြောင့်နာရီမိနစ်စက္ကန့်ဟူသောအစွဲတွေထပ်ရောက်လာကြသည်အဖို့အဖွားတို့ခေတ်ကမူဤသို့အစွဲမရှိဘဲစိမ့်ပြေနေပြေနေနိုင်ကြလေသည်ဤသို့ဖြစ်ဆိတ်ရှုပ်စရာများကြုံလာသောအခါတကူတဲ့ညီလိုစိတ်အမောင်ထဲတွင်ပူ၍ပင်စိတ်တည်ငြိမ်လာပြီးမိမိကိုယ်ကိုယ်လည်းပုံမထင်ရှားစွာသိမြင်လာနိုင်သည် ငါဘွားကမျှတရည်လားဒီကြီးသည်ထင်ခဲ့သမျှတကယ်ပင်အရေးကြီးရဲ့လားဤနေရာတွင်ဒေါသထွက်တင်ပါသလားစသည်ဖြင့်ပြဿနာများသည်အမောင်းတွင်မူပို၍ပို၍ရှင်းလင်းလာလေသည်တရကပြရနှင့်ကျွန်တော်တို့သည်လူငယ်ဘာဝသက္ကထာဖြစ်စီဥစ္စာဖြစ်စီဖွက်တတ်ကြသည်မဟုတ်လားထိုအခါဖြင်းမိသူကခဏတစ်ဖြုတ်မျက်စိမိတ်၍စဉ်းစားတတ်သည်နောက်ခဏတွင်မူကောင်းတဲ့သူအဖြစ်ရောက်လာတော့သည်ငယ်အလင်းရောင်ဝင်လာရေးသည် အပေါင်တပ်ပေါ်တွင်အမိတဟဲပြုရမည်ဖြစ်လေသည်သုံးသက်ချက်အမောင်းစကားပြေကို သုံးသက်ရလျင်အစီအကုံးသုံးနှုံးနှပ်ပတည်တတ်ခြင်းအကြောင်းအရာချက်အတွေးမြင်ကိုအပြုခြင်းကိုယ်တိုင်တွေးမြင်ခန်းဆောင်မှုကိုအပြုခြင်းစာရေးသူသည်သူ၏ကိုယ်တိုင်အတွေ့အကြုံကိုအခြေခံ၍အစီအကုံးသုံးနှုံးနှပ်ပတ်တည်တတ်စွာဖြင့်ရေးသားထားသည်အဖောင်နှင့်ပတ်သက်၍ လူအများမမြင်နိုင်သောရှုထောက်ကဟေးသားထားပြီးယတာစာရန်ဖတ်၍ဆုံးသည့်နှင့်တွေ့တတ်ရေးတတ်ဘဝအတိမြင်နှင့်ရှင်သောနှစ်သက်ခြင်းကိုဖြစ်ပေါ်စေပါသည်။ဆရာတိုင်ဆိုး၏အတွင်းနှင့်ရေးလက်ဖတ်ကြောင်းကိုလည်းတွေ့ရှိရပါသည်။ခက်စစ်သကထာအနက်အဓိပ္ပာယ်မြုပ်ထားသောဉာဏ်ဆန်းစကားဗဟေနိစိတ်မြင့်နေပြီအေးအေးစစ်စစ်ဉာဏ်တိမြင့်တတ်သောတရားအတိတရားပညာ တက်ပထဝီအာဘောတေဇောဝါယောကဲ့သို့သောအရေးခံသဘောဓမ္မတာဖြစ်မြဲသောအစဉ်အလာပေမေမျက်စီမေသောပု္ပ္စာအမေဖြစ်ရှင်းရန်မေကုန်ပွန်တီကျွမ်းဝင်ရင်းသည်တည်ပြေကုန်ခန်းလွင်းပြောက်သည်ရောပါဆုံးယုတ်သည်ပြတနာဖြစ်ရှင်းရန်လိုသောကိစ္စအမေပု္ပ္စာယုတ်တိလက်ခံယုံကြည်နိုင်လောက်သည့်အထောက်အထအကြောင်းအချက်ယွန်း မဝင့်မရေဖြစ်သည်ကြောက်သည်လောကဝလူအချင်းချင်းဆက်ဆံရာတွင်စောင့်စည်းလိုက်နာအပ်တော်တရားလုံးလအာထုတ်ကြိုးစားအာထုတ်ခြင်းဘိုးတော်ဝါအာယုံတွင်မထင်မရှားပွက်မတွေ့မမြင်အောင်ထားသည်ဖုံးကွယ်ထားသည်သကထဗဟေတိစတည်ယူကိုဟောဆိုရန်မေးမြန်းသည်တမာတိစိတ်တည်ကြည်ခြင်းတည်ကြည်ဖြောင့်မတ်ခြင်းအမိတဟဲမိခိုးရာ အာယုံစိတ်ဟိမွေရောရာ အစဲအတန်အနတ်အရသာအထိအတွေ့ဟုတ်ကဲ့ပါခုဆိုရင်တော့အရှိမသင်ငန်းစာအကြောင်းအရာလေးတွေကိုဆွေးနွေးပြပြပေးတော့ပြပြဆိုတော့ဒီသင်ငန်းစာကိုဘယ်လောက်နားလည်တယ်လဲဘယ်လောက်မှမသိလိုက်ဆိုတော့ကိုမိန်းကလေးတွေစမ်းကြည့်ကြည့်ကြမယ်ပေါ့နော်နံပါတ်1အမောင်စကဲပြည်ဒီမိကြီးစကဲပြည်အမျိုးအစားဖြစ်တယ်နိ ီမန်ကတော့ရာသစာရမ်းပဲဖြစ်ပါတယ်။နံပါတ်2ဆရာတိုက်ဆိုးကြီးအမည်ရင်းမှာကွက်လက်ဖြစ်သည်။အဖြစ်မှာတော့ဥတန်းထုတ်ပဲဖြစ်ပါတယ်။ မြို့နံပါတ်3အမောင်စံခဲ့ပြေကိုမြည်သည့်ခေတ်တွင်ရေးသားခဲ့တဲ့နေအထီမန်လေးကတော့လွတ်လပ်ရေးခေတ်ပဲဖြစ်ပါတယ် နံပါတ်၄ဆရာတိုက်ဆိုးသည့်မိသူနှင့်တွဲဖက်ခဲ့၍မြမစာမိတ်ဖွဲစာဆိုနေတုတီတီတို့ကိုရေးသားခဲ့သည်။အဖြေကတော့ဆရာမင်းယူဝေပဲဖြစ်ပါတယ် နံပါတ်5ပွန်တီဤအသေးပဲကို အောက်ပါရုံးမှာအပြည့်မှန်ရွေးပါဒီမှာတော့ကျွမ်းဝင်ရင်းနီတီ ။နံပါတ်6ကွက်လက်ဝင်လာရေးတီအမောင်ပေါ်တွင်အမိတဟဲပြူနေသည်။ဖြေရညံလင်းရောင်ပဲဖြစ်ပါတယ်။နံပါတ်9 အမောင်စကပြည်တွင်ဆိတ်ရှုပ်ဆရာကျုံလာသောအခါကွက်လက်ဖြစ်ပေါ်သည်ကိုဖော်ပြထားသည်အခြေလေးကတော့တကူရဲနေလို့သောစိတ်မိခုနံပါတ်၈ ဆရာတိုက်ဆိုးကိုအေယာဝတီတိုင်ဖြာပုံမြို့နယ်ကွက်လက်တွင်ပွေဖခဲ့သည်အဖေကသမိန်တော်ရွာ

ကွက်လက်မှာဆရာတိုင်စုရေးသားပြုစုခဲ့သောစာအုပ်ဖြစ်သည်အဖြစ်မှန်လေးကတော့ Jubilee Hall မြင်ကွင်း 17ဒီကိုရဲနေရ အမှန်ကို အဖော်ပြကြီးမှာကွက်လက်ကိုထင်ထင်ရှားရှားမြင်အောင်လာနိုင်သည်အဖေကမိမိကိုကို ဆက်နှင့်မိမိလမ်းစဉ်နီးလမ်းကြကြောင်းကိုလက်တွေပြရေးပြန်ချည်သည်အဖြစ်မှန်လေးရတော့ခါပွေရုတ်တရက်ရုတ်တာဆာလုံးပေါင်းလေးရတော့အမှန်ပဲဖြစ်ပါတယ် နမဆက်တော့အမောင်းနေရှိအရာများသည်ကိုလက်ရလာအောင်အနောက်ရှက်ပေးမည်မဟုတ်ပါအဖေကတော့ကာကြီးတမာရီပြက်ပြဆောင်းလုံးပေါင်းကအမှန်ပါ ဆက်လေးဆရာတိုင်ဆိုးသည်ကိုလက်တင်ကယ်လွန်ခဲ့သည်အဖေက2003ခုနှစ်မေလ4ရက် 2015ဆရာတိုင်ဆိုတီတာဝန်များကြောင့်ကွက်လန်အမေရိကန်ပြင်သစ်ရုရှားစသည့်နိုင်ငံများသို့သွားခဲ့ရသည်အဖြေက Injury

က်ခွန်ပုတ်စာဤဆိုလိုရင်းကိုရေးချေပါအဖြစ်မှန်လေးကတော့အမေဖြေရှင်းရမေကုန်မဖြစ်ပါတယ် ဆက်ရှိအမောင်သည်ကလေးနေရန်ဖက်ဖြစ်၍အလင်းသည်ကလေးနေမိဖက်ဖြစ်သည်ရံဘက်နှင့်မိဖက်သည်ကွက်လက်အလင်းကမြောက်ပါသည်အဖြစ်မှန်ကဝင်းကဝုတ်ဒီအလင်းတာ စကောအမောင်ရသဆန်တဲ့တွင်ငယ်ချင်းကအမောင်ကိုချက်တော်လဲအရွယ်ရောက်လာတော့အခါအမောင်ကိုဝင်တောက်တာလာတဲ့ပုံညာလင်းရောင်ဝင်လာရည်ဒီအမောင်တပ်ပေါ်တွင်အမိတဲ့ပြုနေပုံတို့ကိုရေးသားတင်ပြထားပါသည်ထိုဝက်ကြသည်ကိုလက်အလင်းကမြောက်ပါသည် န်ကဝင်းကဝုတ်ဒီအလင်ကနောက်ဆုံးမိကုန်ဖြစ်တဲ့နမတ်20မှာဆိုရင်တော့မိုးရီကပြုံပြုံရွာနေခိုင်ဒီဝေါကောင်လန်လေးမိလာဒီဝေါကောင်ဒီကိုလက်အလင်ကမြောက်ပါတည် ဖြေမှန်လေးရတော့ဝင်ကားမှုတည်ရင်ကပဲဖြစ်ပါတယ်။အခုဆိုရင်တော့အမရသာစာနဲ့စကေပီတင်ငန်းစာကို reputation အနေနဲ့ရှင်းလင်းပြပြပြီးတွားရပဲဖြစ်ပါတယ်။အဆုံးထိစိတ်ပါဝင်စားစာနားထောင်ပြကြရတဲ့သူတယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ချောင်းပြောရင်းနဲ့ဒီတင်ငန်းစာလေးကိုနားထောင်ရုံနဲ့ပြန်လည်မှတ်မိသွားလိမ့်မယ်လို့ယုံကြည်ပြီးတော့ဒီနေရာမှာပဲဆုံးသတ်လိုက်ရပါတယ်ရှင်။